းမှန်ကိုမြင်ဖို့ဆိုတာကအသိမှန်ဖို့ကအဓိကလားအကျင့်မှန်ဖို့ကအဓိကလားဆိုတာကိုသိချင်ပါတယ်ဆရာအမေမှသွားလို့ရှိရင်လည်းခုလိုပြဖို့အတွက်တောင်းပန်ချင်ပါတယ်ဆရာအဲနိဗ္ဗာန်ခက်ခဲနေနေလဲဆိုပြောပြပြီနော်အဲ့တော့အနုဘောဓတိနဲ့ပရိဝေဒတိဆိုတာရှိကြပါဘောဟိုအသိမှန်မှလားအကျင့်မှန်မှလားဆိုမှာအနုဘောဓတိကလျှော်သွားသိရတော့သိခွင့်ရှိတယ် ဟိုမှားရင်းမသိကြတော့မဟုတ်ဘူးပေါ့နော်ဒါလျှော်စွာသိကြဘုဒ္ဓရှင်အမြင်တွေနဲ့သိတာဟိုနိဗ္ဗာန်ကိုအာယုံပြုမျက်မှောက်ပြုရတဲ့ပုဂ္ဂိုလ်တွေပြောပြလို့အဲ့ဒီပြောပြတဲ့အတိုင်းအမှုမှန်တဲ့အတိုင်းသိရှိမှသာတာတော့သိလို့ရတယ်ဒါပေမဲ့ကိုယ်တိုင်သိဖို့ကတော့အကျင့်ကြောင့်ပဲသိရမှာပေါ့အဲ့ဒီနေရာမှာတဆင့်ထပ်ပြီးတော့ပြောရင်လည်းပဲသိတာနဲ့ကျင့်တာဆိုတဲ့နေရာမှာအကျင့်ကပို့ပြီးတော့အရေးကြီးတယ်ဟိုနိဗ္ဗာန်အကြောင်းဘယ်လောက်မှန်အောင်ပြောပြောမကျင့်ရင်မရဘူးစန့်ကျင်မကျင့်ရင်လည်းစန့်ကျင်တယ်လို့ပြောသွားတယ်နိဗ္ဗာန်အကြောင်းမသိဘူးမှန်အောင်လည်းမပြောနိုင်ဘူးဒါပြဿနာမရှိဘူးဟို ဟိုဟာပေါ့ဥပမာတော့ခေါင်းနဲ့ပေါ်တာလေးကောက်ပြောတာပါကြီးနည်းနည်းလေးဆိုင်ကျင်လက်ဆိုင်မယ်ပေါ့နော်မဆိုင်ကျင်လက်မဆိုင်ဘူးပေါ့ဥပမာဖြင့်ဘောလုံးဘွဲတစ်ခုမှာပန်နတီကန်တဲ့လူပေါ့ဗျာနော်ပန်နတီကန်လိုက်လို့အဓိကကတော့ဂိုးသမားကမမိလည်းပြဿနာမရှိဘူးဒါဝင်ရင်အကုန်လက်ခံတယ်မိရင်တော့ပို့ပြီးတော့နာမည်ကြီးမှာပေါ့နော်ထိုနည်းတူစားပဲကျွန်တော်တို့ဘုဒ္ဓရှင်နေနဲ့ကတော့နိဗ္ဗာန်ဟာသိရင်တော့လည်းကောင်းတယ်အနုဘောဓာတိလျော်သာသိတယ်ကျမ်းဂန်မှာဒီလိုဟောလို့ဒီလိုလိုသိတယ် ိုးတော့လေတကယ်တမ်းကျင့်ဖို့ကအကျင့်ကပိုရကြီးအကျင့်မှန်မှနေပြန်ရောက်တယ်ပေါ့နော်လက်ရှိဆရာတော်ဘုရားကြီးတို့ဥပမာလေးတစ်ခုပေးထားတာရှိရပဲသူကဘာလဲဆိုတော့ဒီမြေကျောင်းတိုင်းစုံသွားတဲ့ဖောင်စီးသွားတဲ့ပုံကောမြေကျောင်းတိုင်းဖုံသူကမျောပြီးစီးသွားရင်ပင်လယ်သမုဒ္ဒရာတွေရောက်မှာပေါ့အဲ့လိုစီးသွားတဲ့ပုံကောတဲ့အညာဒေသရဲ့ဘလောက်တာယာကြောင်းပေါ့ဗျာထဏောင်းမင်းတွေကဘလို့မကြီးပင်နေရဘလောက်ပဲပျော်ပျော်သူမရောက်နိုင်ဘူးတဲ့သူရောက်သွားမှာသမုဒ္ဒရာတွေသွားမှာသူလမ်းကြောင်းကဒီလိုဖြစ်နေတယ်ဒါကိုပြောပြဥပမာလေးနဲ့ပြောပြတာပေါ့နော် အဲ့တော့ဒီနိဗ္ဗာန်အကြောင်းဘလောက်မှန်အောင်ပြောပြောအကျင့်မှားရင်မရောက်ဘူးအကျင့်မကျင့်ရင်လည်းပဲမရောက်ဘူးနိဗ္ဗာန်အကြောင်းမှန်အောင်မပြောနိုင်ဘူးပြဿနာမရှိဘူးဟိုမှာအရှင်ကုတင်ညတို့ပါကိုထားပါတော့ပရမအောင်သဖြစ်သားတဲ့ဓမ္မဆက်ကြမြတ်စွာဘုရားရှင်ကဘာလုပ်လဲလမ်းကြောင်းအရင်ပြရတယ်လေအယုဒ္ဓိယနှစ်ပါးတွင်မေဘိက္ခူအန်တာပပစီတင်လာစေပြရတယ်လိုက်ရမယ့်အလယ်လမ်းကြောင်းလမ်းစဉ်ကိုပြရတယ်အဲ့ဒီလမ်းစဉ်နဲ့သွားမယ်တိမယ်တစ္ဆာလေးပါးကိုပြရမယ်ညာနေ၁၂ပါးကိုပြရမယ်ဒီလိုသွားတာပေါ့နိဗ္ဗာန်အကြောင်းတစ်ခုမှပြောတာမဟုတ်ဘူးလိုချင်လာအောင်လဲဆွဲဆောင်တာမဟုတ်ဘူး ဒါပေမဲ့အကျင့်မှန်တဲ့အတွက်နိဗ္ဗာန်ရတယ်မျက်မှောက်ပြုတယ်သူဒီလိုဖြစ်တယ်လို့ရှင်ကိုတင်ကြသောတာပန်ဖြစ်ခံမှာပြောရတယ်ပေါ့နော်ဒါကတော့ဥပမေယဥပမာပေါ့နော်အဲ့တော့နိဗ္ဗာန်နဲ့ပတ်သက်လာရင်ခုနပြောတဲ့နိဗ္ဗာန်မှန်ကြောင်းဘယ်လောက်ပြောနိုင်ပြောနိုင်အကျင့်မပါရင်နိဗ္ဗာန်မရောက်ဘူးအကျင့်မှားရင်မရောက်ဘူးမကျင့်ရင်မရောက်ဘူးပေါ့နော်အဲ့တော့နိဗ္ဗာန်ကြောင်းဘယ်လောက်မှား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 ဆိုတာတော့မသိလို့ပြောတာပေါ့နော်ဟိုပန်းနိုင်တခုသို့သော်လည်းသူအကျင့်မှန်ရင်ဆရာနဲ့အကျင့်မှန်ရင်နိဗ္ဗာန်ကိုရောက်မယ် ဒါကြောင့်အတိနှစ်ခုမှာနှစ်ပိုင်းဖြစ်ရှင်တာပေါ့အနုဘောဓာတိအနေနဲ့တိတိလို့ရတယ်အရေးကြီးတယ်အနုဘောဓာတိရတယ်နောက်ပရိဝေဒာတိတိဘုရားတော့အကျင့်နဲ့လောက်ရမှာပေါ့နော်ဒါကြောင့်အားလုံးခြေဘုံကတခွန်းနဲ့ပြောရှင်တော့အကျင့်မှန်ဘုရားအရေးကြီးပဲအတိမှန်တာတဲ့ပေါ့ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာအခုလိုမျိုးရှင်းရှင်းလင်းလင်းပြောကြားပေးခဲ့တဲ့အတွက်ဆရာကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်